ပြားတောက်လို့ခါပြုတ်ပြီးမနက်ဆိုင်ကမထွက်နိုင်တော့တဲ့ဂိမ်းမှုများဂိမ်းမှုလို့စီကတင်ပြထုတဲ့တဲ့ရင်ကတော့ကျေယူချင်းစရာကောင်းလောက်အောင်ပွဲဆက်ရှုံးနေရပဲဖြစ်ပါလိမ့်မယ်။ပြီးတဲ့ဘက်ကညီမလေးတို့ကိုနိုင်ပြီးအနိုင်ဆိုတာအဆိုတော်မှန်တည်သွားတဲ့ဂိမ်းမှုတို့ဟာဒီမှာတော့ပြားတောက်လို့တားဖြုတ်ခင်ရပြီးမနက်ဂိတ်မခွင့်နိုင်တော့ဘူးဖြစ်ပါရင်ဒေါခိနပြားတောက်ဆိုတဲ့စကားပေါ်ကြားပွင့်ရင်ဘလို့လဲဆိုတာမမြင်ဘူးလဲကြည့်ပါမယ့်ရှင်ဒေါခိနပြားတောက်ဆိုတာဂိမ်းမှုလို့ပဲဖြစ်ပါရင်စကုံစီယိုစီဝမ်ပွဲမြောက်ဂိုးပေါင်းတွေ့သွားပြီမြင်ပြားတွေကအသင်းဝင်တက်လိုက်လို့ဂိမ်းမှုလို့ကြောက်ရပြီတော့မောင်းနိုင်ဖြစ်သွားတာဖြစ်ပါရင် ။ရပွတော်စင်အားနီးပြမဲမှားလာလား၊ဇာမတွေကပဲတိုင်ပတ်နေလား၊အားပေးပြီးတဲ့ပရိသတ်တွေပဲမှားလာလားမဆိုကြတော့ပါဘူး။ဂိမ်းမှုတို့ဘာအချက်မှားချင်းဆိုတာကရောက်ဖာအချောက်တိုက်တဲ့အမောင်းမျိုးတွေကြီးပြပြပါရင်။ဝန္ဒနာကတော့ငါပါလို့မင်းတို့ရှုံးတာမဟုတ်ဘူးနော်။ငါမပါလဲရှုံးနေဆိုပြီးဒရီဂီမင်းကနေလှမ်းအောင်နေတော့ပါရင်။မင်းတို့ပြန်လာမလားပြန်လာမလားဆိုပြီးမျောလင်းလိုက်ဝီစီတဲ့ထိုးစင်းသွားလိုက်နဲ့ဒီတက်ဂိမ်းမှုတို့တကယ်များပြန်လာပါအောင်မလားပြောကြတော့ပါဘူး။အများနဲ့ခေါင်းနေရလို့စိုက်ကိတ်တွေနဲ့ထောင်ရပေးလိုက်ဖို့ပဲရှိတော့တာပြပါရင်။ အပင်ငယ်လေးလည်းမနိုင်အသိအချင်းလည်းမနိုင်အိမ်ခွင်းလည်းမနိုင်ဝေးခွင်းလည်းမနိုင်နားမဲ့ပွဲလည်းမနိုင်မနိုင်မဲ့ပွဲလည်းမနိုင်အနိုင်ဆိုတာအဆိုတော်လားအကြီးမဖြစ်နေတာဖြစ်ပါရင်ကြားရင်ဆိုရှေ့မှာနေနိုင်ပွဲလေးပွဲဆက်ပြောင်းနေတာဖြစ်ပြီးအချင်းလေးဂိမ်းပွဲနဲ့တွေ့မှာနိုင်ပွဲပြန်ရတာပါအမရင်းကလည်းပြိတ္တတော်မှာဘလို့ထုတ်ပေါက်ရမလဲသိနေတဲ့သူရဲ့ကစားကွက်ကုန်ပြင်နိုင်ပါဘူး။ပုံရံမင်းကြီးလာပြင်ခိုင်းရအောင်ပြင်မှုဘာညာလုပ်နေတာဖြစ်ပါရင်ဂင်မှုရဲ့ပွားကတဒန်စားလဲကျက်တော့နှစ်တန်စားလဲကျက်တော့စောက်လဲစူစားလဲယူနေပြပြောင်းလဲ မီးပြပြောင်းတဲ့တန်တရားလည်းမပြောင်းလဲပြန်တော့ MRN တောက်လဲလုပ်နေတာကိုထိုင်ကြည့်နေရတဲ့ဝေဒုခကကြီးမားလုပ်နေတာဖြစ်ပါရင်ဝဲနယ်လူစင်မှာဂိမ်းမလို့အတိုင်းစင်မှာစကူကိုထောင်းတင်ကစားလာခဲ့ပြီးကိုညာ MMO တို့တောင်းမနေဝင်ရခဲ့ပါရင်ခွဲနယ်မှာဒေါ်ဂူဦးကာတီဘရူနိုဒါလာတို့ရှိနေကြတာပါကန်စစ်မှာရှောမကွာယာဒီလန်နဲ့ကိုသမဘရင်တီယာတို့ရှိနေကြတာဖြစ်ပါရင်ပြားတွေကလည်းအထူးအစားမရဲ့အစုံအနေနဲ့ဂိမ်းမလို့ကိုအချိန်ဖမ်းခဲ့တာပါ ပြောရရင်ဒီနေ့မှာအသင်းရဲ့ပိတ်ကန်ရှင်နေပြသောမန်ဖရန့်နဲ့အဓိကကစားသမားအပြောက်ကိုဆုံးရှုံးထားတဲ့အသင်းလေးဖြစ်ပါရင်ဒီလိုနေထားမှာတော့ဂိမ်းမှုတို့ကိုအဟုတ်တီးခဲ့တာဖြစ်ပါရင်ဂိမ်းမှုတော့နေပြအပိုင်းမှာရောကစားကွက်အပိုင်းမှာပါမတားခဲ့ဘူးဖြစ်ပါရင်အမော်ရင်ရဲ့နေစင်ပိုင်းမတို့တက်လာတာကပဲဖြစ်ပါရင်မင်း20ကျော်မှနေနှစ်ကိုပြတ်နေပြီဆိုတာကမဖြစ်သင့်ပါဘူးပြားပန်းကသာအဆုံးသက်တဲ့ချိန်ရင်၄ကိုတွေပိုင်းတော့ပြတ်သွားနိုင်ပါရင်အဖွင့်ကိုမှဆိုရင်ခေါင်းကြီးရောက်လာပါလူကျော်မဖမ်းမရဖြစ်ပါရင်အသင်းလိုက်ကစားဖို့ကလည်းမင်းကုန်းထုတ်စရာများကြီးပါပဲ ပရက်စင်ကိုလည်းတင်ချမလုပ်ကြဘူးစကူကလည်းခက်ခဲရဲ့နေထားတွေကနေသူ့အတွက်ဂေဘုကစားမောပွားသွင်းကိုကိုသွင်းယူနိုင်ခဲ့တာကတော့ဝမ်းသာစရာပါသူလည်း007ပွဲကနေလွတ်သွားခဲ့ပါတယ်ဒရူနိုကငကုတ်စီတေးချမဲ့ပယ်နီကိုလည်းချော်ခဲ့ပါတယ်ဒါကပဲဂေဘုတို့ကိုရှုံးစေဖို့ရအကြောင်းဖန်လာခဲ့တာပဲဖြစ်ပါတယ်ဂေဘုတို့ဖြစ်ကအမြဲတမ်းကိုယ်တည်ရင်းကိုတူးနေတယ်လို့ပါပဲဒီအသင်းဘယ်တော်များချီးတွင်းကနေလွတ်မြောက်မလဲပြောတတ်တော်ဘူးဖြစ်ပါတယ်